အနည်းဆုံး9နှစ်မှ10နှစ်ရွယ်ရောက်မှသာခွန်ဝင်ဆောင်နိုင်ကြပါတယ်။ဟုတ်ပါတယ်။ဒါတော့ဝီလာ9ပြားရဲ့အကြောင်းပါ။ပုံမှန်အားဖြင့်ဆောင်းအတီမာသာမျိုးပွားတက်ကြတာဖြစ်ပြီးတော့မျိုးပွားရဲ့နောက်ပိုင်းအပူပိုင်းပင်လယ်ဘက်ကိုပြောင်းရွှေ့သွားတက်ကြပါတယ်။ခွန်ဝင်ဆောင်ခြင်းဟာ17လသုံးမဟုတ်တစ်နှစ်ဖြစ်ပြီးတော့ဒါကလူသားရဲ့အရန်ကိုဆင်တူပါတယ်။ဒီချိန်မှာတကောင်သာမျိုးပွားတက်ပြီးတော့နှစ်ကောင်မွေးတယ်ဆိုတာအရန်ကိုရှားပါတယ်။မွေးပွားချိန်မှာသားပေါက်တကောင်က6မီတာနဲ့10မီတာလေးရှည်ပြီးတော့အလေးချိန်က နှစ်တန်းသုံးတန်းခန့်ရှိပါတယ်။မိခင်ဝေလာငါးပြား6လမှ9လအထိသာနှုတ်တိုက်တက်ပြီးဒီနေ့ကိုနှိုးရီပေါင်း200လီတာနီးပါးခန့်တိုက်ကျွေးပါတယ်။ပြီးတော့သားပေါက်တစ်ကောင်ကဒီနေ့ကို60ကီလိုဂရမ်ခန့်အလေးချိန်တိုးပါတယ်။6လ9လခန့်မိခင်တို့မြူဝဲပြည့်နောက်မှာသားပေါက်က16မီတာခန့်ရှည်လျားပြီးတော့တန်20ခန့်အလေးချိန်ထိတိုးသွားပါတယ်။ပြီးတော့မိခင်နဲ့အတူမနေတော့ဘဲနဲ့တယောက်တည်းစတင်ပြီးတော့အစာရှာထွက်ပါတော့တယ်။နှစ်နှစ်သုံးနှစ်နေမှသာတကြိမ်ကိုကိုဝင်ဆောင်တက်ကြတာဖြစ်ပြီးတော့မြို့ပေါ် ောင်းကလည်းအရန်ကိုနှေးကွေးပါတယ်လူသားတွေရဲ့တပ်ဖြတ်မှုကြောင့်ယနေ့အချိန်မှာမျိုးပေါင်းမှုနှောင်းဟာတိတသာကျဆင်းပြီးတော့မျိုးတုံးလူနေပါဖြစ်နေပါပြီချန်ရှိနေသေးတဲ့ဝေလာ၅ပြအရေးအတွက်ကိုတိတိကျမသိရပါမယ်ခံမှတ်ချက်တွေကအကောင်ကြီးတပေါင်းမှနှစ်ပေါင်းခွဲဝန်းကျင်ကျတာကြံရှိတော့တယ်လို့ပညာရှင်များဆိုပါတယ်ကံဦးနဲ့ဒေသရင်နဲ့ဝေးရဒေသရင်မှာနေထိုင်တတ်ကြပြီလူသားတွေအနေနဲ့ဝေလာ၅ပြတွေရဲ့အကြောင်းကိုလေ့လာဖို့အရန်ကိုခက်ခဲပါတယ်အများဆုံးတွေ့ရှိနိုင်တဲ့နေရာကတော့အိုင်လန်မုတ်တရံမြောက်ပိုင်း ကနေဒါသမုတ်တရားကယ်လီဖိုးနီးယားကမ်းလွန်ပိုင်းအိန္ဒိယပင်လယ်နဲ့တောင်ပိုင်းပင်လယ်တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကဝီလာ၅ပြားရဲ့အကြောင်းဖြစ်ပြီးတော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုတင်တိုင်းကြည့်ရှုနိုင်အောင် like and subscribe လေးနှိပ်ပေးဖို့မပြေပါနဲ့